ရှင်းနေပေါင်းများစွာတော့ကအောက်လန်းစရာတွေဟာတရှိတွေအားလုံးနဲ့စစ်ပွဲစဉ်တွေကြတော့အင်ဖာယာနဲ့ငကားတွေကပူးပေါင်းခဲ့ကြရပါတယ်။ငကားတွေနဲ့ငကားထင်းတွေရဲ့ဆက်နွယ်မှုကလည်းလင်းနေခဲ့ကြပါတယ်။အေဂရစ်တစ်ဟာအာနာနဲ့အတူငကားတွေရဲ့စွမ်းအင်တွေကိုတတ်မှတ်လာကြတော့ငကားတွေကိုအမဲလိုက်အချင်းချပြီးငကားထင်းတွေကိုပါဖိနှိပ်ကြပါတယ်။နေမထွက်ခင်ဝေးလီဝင်းလင်းချိန်တစ်ခုမှာမစ္စတာတျောင်ဆိုတဲ့လူတစ်ယောက်ဟာငကားစွမ်းအင်တစ်မျိုးကိုစမ်းသပ်ကြည့်နေပါတယ်။တစ်ဖက်ကဝဝဖိုင်ဖိုင်နဲ့လူကြီးကတော့ကျင်းနဲ့ရင်ရွှေတုံး20ပေးဆိုပြီးတောင်းပါတယ်။ မစ္စတာတယောင်ကတော့အသက်ရှင်လျက်အကောင်ယူလာရင်အဆထောင်ပေးမယ်ပြောပေမယ့်ပြည်ထနာတက်ခါနီးဖြစ်သွားလို့ရွှေရုံး20ပြီးပြီးထွက်လာပါတော့တယ်။သူတို့စကားပြောနေတော့တယောင်ရဲ့စေကံဟာကလေးတယောက်ကိုပြစ်ထားခဲ့လိုက်ပါတယ်။ကလေးကငိုရန်ကြတော့ခေါဝါလူကြီးကသူတို့ဘက်တယောက်ကိုတွားရှိကိုင်းချင်းလေးပေါ်ပြန်နေတဲ့ကြောက်တုံးလေးတွေနဲ့ကလေးတယောက်ကိုတွေ့ပါတော့တယ်။သူတို့လည်းမိမိမျိုးကိုပြန်ချင်းကလေးကိုပါခေါ်လာခဲ့လိုက်ပါတယ်။ဗာတိမျိုးကိုရောက်တော့ခေါဝါလူကြီးကကလေးကိုသူ့ရဲ့ဂျုံဖွားကြီးကိုပြေးလိုက်ပါတယ်။ ခလေးရဲ့နမီကတော့လေဆွဲမှာပါတဲ့အတိုင်းပင်ဖြစ်ပါတယ်။ဒီဘက်မှာကတော့မျက်နှာဖုံးတဲ့လူကငကားစွန့်ရင်ငကားစိတ်ပိုင်းတွေရလာပြီးမဲ့သူ့အမေရဲ့အသက်ကိုမကယ်လိုက်နိုင်ပါဘူး။သူ့အမေကိုမကယ်လိုက်နိုင်ပြီးမဲ့သူ့ရဲ့ကံကြမ္မာကိုတော့ရအောင်ပြောင်းလဲမယ်ဆိုပြီးတနိမ့်တန်ချလိုက်ပါတယ်။စီကံဖွားကြီးကပင်ကိုနိုးပြီးဒီနေ့ငကားကြီးနှကောင်ကိုအစာကျွေးရမယ့်နေ့ဖြစ်ကြောင်းပြောတော့ပင်ကသူ့ကိုအစာကျွေးခိုင်းမယ်ထင်ပြီးပြောနေပေမဲ့ငယ်လေးတော့ကြက်တွေကိုပဲစာကျွေးဖို့အဖွားကြီးကပြောပါတယ်။ဒါကြောင့်ကြက်ချံကိုသွားကြက်စာကျွေးပြီးကြက်ဥလေးတွေပါသိမ်းခဲ့ပါတယ်။ သူတငယ်ချင်းဖြစ်တဲ့ဟွာဟွာဆိုတဲ့ကြွက်ကလေးကိုနှုတ်ဆက်ပြီးပြန်ပြီးမဲ့ဟွာဟွာကတော့ကြောက်ဥချင်းနဲ့ခိုးလိုက်ခဲ့ပါတယ်။ဟွာကြီးကကြောက်ဥဘလောက်ရလဲဖွင့်ကြည့်ချင်းဟွာဟွာကငကားတွေကျွေးမဲ့အစာချင်းနဲ့ပြောင်းပြီးဝင်နေလိုက်ပါတယ်။ဟွာကြီးဟာငကားတွေကျွေးမဲ့အစာချင်းကိုမနိုင်တနိုင်ထိုင်ပြီးရှောက်ပြီးမဲ့မနိုင်တော့လဲကျသွားခဲ့ပါတယ်။ဟွာကြီးကသူ့တခင်ကိုတောင်းပန်ပြီးမဲ့တခင်ကရိုက်မယ်လို့လို့ပင်ကဝင်သားလိုက်ပါတယ်။ချင်းကိုသူ့တယ်မယ်လို့စိန်ခေါ်ပြီးမနိုင်တနိုင်နဲ့တည်လာရင်ငကားတွေထိန်းနေတဲ့နေရာကိုရောက်လာခဲ့ပါတော့တယ်။ ၎င်းတွေကိုအစာကျွေးတော့ဟွားဟွားပါအတွင်းထဲပါသွားပါတော့တယ်။မင်းကသူ့ရဲ့တငယ်ချင်းဟွားဟွားကိုကယ်ချင်လို့ပြန်ရင်အောင်ဆောင်ပြီးတကားနောက်ဘက်မှာပုန်းနေခဲ့လိုက်ပါတယ်။ပြီးတော့၎င်းတွေအစာကျွေးတဲ့ကျွန်းပေါက်ကြီးတွေကိုကျူးနေဆင်းသွားပြီးမတော်စပြုတ်ကြလို့လက်ကိုရှာမိသွားပါတယ်။ဟွားဟွားကိုပြန်တွေ့လို့ဝမ်းတန်နေပေမဲ့၎င်းကြီးတန်စီထွက်လာလို့ပင်ကကြောက်လန့်နေပါတယ်။၎င်းမကြီးလူယူကတော့သူမရဲ့၎င်းကအစွမ်းနဲ့ပင်ရဲ့ဒဏ်ရာကိုကုပေးလိုက်ပါတယ်။ အင်းကလည်း၎င်းအုပ်လေးကိုလိုက်ကြည့်ချင်း၎င်းအုပ်ထဲကအကောင်လေးကလည်းသူမကိုသဘောကျကြအောင်တိလိုက်ရပါတယ်။ဒီလိုနဲ့ပြန်လာခဲ့ပြီးညရောက်တော့အိမ်မက်ထဲမှာ၎င်းအုပ်ဟာအကောင်ပေါက်ဖို့အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းသူတို့တို့အချိန်မရှိတော့ကြအောင်၎င်းမကြီးလူလူကရှင်းပြပြီးသူမရဲ့ခြေတက်ကိုလည်းပင်စီကိုပေးခဲ့လိုက်ပါလိမ့်တယ်။မင်းအိမ်မက်ကလန်လို့တော့၎င်းမကြီးလူလူဟာအဲ့ဒီနေ့ညမှာပဲတည်ဆုံးသွားပါတယ်။မင်းရဲ့တခင်ကြီးကတော့၎င်းမကြီးရဲ့အသွေးအသားအင်းကစိတ်ပိုင်းတွေကိုလိယူနေကြပါတယ်။ င်ဟာခိုးကြည့်ရင်အိမ်မက်ထဲကငကားမကြီးလူရွယ်အတန်ကိုကြားရောက်နေပါတယ်။မနေ့ရောက်တော့ပင်တို့မျိုးကိုစစ်သူကြီးနဲ့မစ္စတာတယောင်တို့ရောက်လာချင်းအဖွားကပင်ကိုလက်ဖက်ရည်သွားဖို့ခိုင်းပါတယ်။စစ်သူကြီးနဲ့မစ္စတာတယောင်ကငကားကြီးတန်စီကိုလှောင်ရင်းထဲထက်ချမ်းအန်းကိုခေါ်သွားပြီးငကားကြီးရဲ့လက်ဆက်တဲ့သွေးနဲ့ပူဆော်ရမယ့်အကြောင်းပြောနေကြပါတယ်။ပြီးတော့ပင်ကလက်ဖက်ရင်ငယ်ပြီးတော့ဘဲဘဲနဲ့ငယ်လို့ငကားရင်တော်ကဘဲတန်ကောင်မလေးဖြစ်မယ်ထင်လို့ခွားခွားကိုရင်းနှီးနဲ့လောင်ပြီးစတဲ့တော့ပင်မသိတဲ့ခြေဆွမ်းကထွက်လာပါတယ် ဒီလိုနဲ့ပင်ကိုခေါ်သွားပြီးငကားကြီးကိုနှာချလို့ရမရစမ်းသက်တော့ငကားကြီးကိုနှာချလို့ရကြအောင်သိသွားပါတယ်။မနေ့ရောက်တော့ငကားကြီးကိုလောင်ရင်နဲ့ထဲမြာဖြစ်နေပါတယ်။ပင်ကိုနှာချင်အောင်လုပ်ပြီးဖိအားပေးတော့ငကားကြီးကလောင်ရင်နဲ့ရောက်သွားပြီးမှပင်ကဆိတ်ဆူးပြီးអော်လိုက်တော့ထွက်လာတဲ့ခြေစွမ်းအားကအားလုံးကိုလင်းထွက်သွားစေပါတယ်။အဲ့ဒီအချိန်မှာပဲငကားကြီးကလောင်ရင်နဲ့ကပြေးထွက်လာပြီးပင်ကိုငကားဟုတ်ပေးလိုက်ပါတယ်။ပင်ကငကားဟုတ်ရသွားတော့ငကားကြီးကိုစစ်သားတွေကဝိုင်းဖက်ချုပ်ကြပြီးပင်လက်လိုက်ဖမ်းလို့ပြေးနေရပါတယ်။ Mr. Liang ကသူ့ရဲ့လွှတ်ဝက်လက်နဲ့ဗရုံးနဲ့ဖမ်းတော့ပင်စိမ့်မိပြီးမူးနေချိန်ငကားကြီးလွတ်ထွက်လာပါတယ်။ငကားကြီးကတိုက်ခိုက်မယ်လို့တော့ Mr. Liang ကကလင်းနဲ့ငကားကိုဘယ်ဟာကိုရွေးမလဲစမ်းသပ်တော့ငကားကြီးကပင်ကိုပဲလိုက်ကယ်ပါတော့တယ်။ငကားကိုကိုတော့ Mr. Liang ကရသွားလို့ငကားကြီးကပြန်လာယူပေမဲ့စစ်သူကြီးကမျှနဲ့ပြစ်လို့အတောင်ပံကိုထိသွားပါတယ်။ငကားကြီးလည်းအများထိသွားတော့စက်မတိုက်ပဲပင်ကိုလုံးဝခေါ်သွားလိုက်ပါတယ်။ပင်တည်းရလာတော့ငကားကိုအေကရစ်ရှိတဲ့ခြံအန်းကိုယူသွားတာမို့ငကားနဲ့ပင်လည်းခြံအန်းကိုလိုက်သွားပါတော့တယ်။ လမ်းခွလက်တကားတစ်ခုရောက်တော့မင်းရဲ့ခန္ဓာကိုယ်ထဲကခြေကိုသုံးပြတ်ဖို့ငကားကြီးကကြိုးနေကြစီထားပါတယ်။တရားကိုပြက်ကြအောင်လုပ်ပြီးနှစ်အောင်လုံးကြောက်ထဲပြုတ်ကြကန်ဒီမှမင်းရဲ့ခြေစွမ်းအားထွက်လာပြီးနှစ်အောင်လုံးအသက်ကိုကယ်တင်လိုက်နိုင်ခဲ့ပါတယ်။ညရောက်တော့မင်းကငကားကြီးတောင်ပံကိုပြန်ချုပ်ပေးနေတော့မိကုံးတွေမင်းနေပြီမဲ့ငကားကြီးကတော့ပြန်မဖြေခဲ့ပါဘူး။မနေ့ရောက်တော့ငကားဦးကလည်းချမ်းကိုရောက်သွားပြီးမင်းကြီးရဲ့ယောဂါကိုကုသပေးလိုက်ပါတယ်။ မစ္စတာလျောင်ကလည်းငကားဦးကိုလိုချင်တာကြောင့်မင်းကြီးကိုကြံတီထုတ်ရှောင်းနေပေမဲ့မင်းကြီးရဲ့သားတော်ကလက်မခံလို့မစ္စတာလျောင်လည်းမင်းကြီးကိုပါအညူထားပါတော့တယ်။ပြီးတော့မစ္စတာလျောင်ကသူ့ရဲ့စေကံဖြစ်တဲ့ဝမ်ချောင်ကိုသုံးချပြီးငကားဦးကိုရဖို့ထပ်ပြီးအစီအစဉ်တက်ဆွဲပါတယ်။တစ်ဖက်မှာငကားကြီးနဲ့ဘင်းကတော့ရှင်းအောင်စစ်ပွဲအကြောင်းတွေကိုမှတ်တမ်းတင်ထားတဲ့ဝူချင်းကိုရောက်နေပါပြီ။ငကားကြီးကရှင်းအောင်စစ်ပွဲတွေအကြောင်းရှင်းပြပြီးနန်းတော်လေးထီရောက်တဲ့ဝင်ပေါအကြောင်းရှင်းပြနေတော့ဝမ်ချောင်ရောက်လာပါတယ်။ဝမ်ချောင်ကတော့ငကားမကြီးလူရည်ရဲ့ငကားထိန်မှာ ဝမ်ချောင်ကဝင်းပေါက်ကိုဖွင့်ပြီးပင်နဲ့နန်းတော်တွေကိုခိုးဝင်တဲ့ခီးတစ်လျှောက်ပင်ကိုချီဆွမ်းအောင်လို့သုံးရကြအောင်တင်ပေးပါတယ်။ဒီလိုနဲ့ပင်ကနန်းတော်ရဲ့အရောက်၊နဂါးကြီးကလည်းစစ်သားတွေကိုလမ်းကြောင်းလွှဲဖို့အတွက်နန်းတော်ကြီးကဆဝင်းလိုက်ပါတော့တယ်။နဂါးကြီးနဲ့စစ်သားတွေတိုက်နေတော့ပင်ကလည်းဘရင်ကြီးပလင်ခမ်းမထီရောက်နေပါပြီ။ပင်ကဘရင်ကြီးရှေ့ထီထွက်လာပြီးနဂါးဦးကိုအေးအေးဆေးဆေးတောင်းတာမရလို့သူမရဲ့ချီဆွမ်းအောင်နဲ့တိုက်ခိုက်ပြီးနဂါးဦးကိုယူသွားပါတယ်။ အဲ့ဒီနောက်ခေါင်းမိုးပေါ်ဖောက်ထွက်ပြီးတန်စီကိုငကားအုပ်ရလာကြောင်းအတီးပေးပြီးသူမများထိမှန်တဲ့ပုံစံနဲ့စစ်သားတွေကိုလှည့်စားလိုက်ပါတယ်။ပြီးတော့ပိုးဆုံးကြီးတွေထည့်ထားတဲ့ရှင်းကို ပြစ်ထားခဲ့ပြီးခန်းတစ်ခုလည်းရောက်တော့စစ်သားတယောက်နဲ့တွေ့ပြီးတက်ခိုင်နိုင်ယူလိုက်ပါတယ်။မင်းရဲ့ချင်းထဲမှာငကားဦးထင်နေတဲ့စစ်သားတွေကတော့ပိုးဆုံးကျူးလေးတွေထွက်လာတာပဲတွေ့လိုက်ရပါတယ်။ငကားဦးကတော့မင်းသားလေးရဲ့လက်ထဲရောက်နေပြီးတယောက်နဲ့တယောက်လူရင်းမင်းသားလေးကပါးဝိုရိုက်လို့သူမကလက်တီးနဲ့ထိုးပြီးပြေးထွက်လာခဲ့ပါတယ်။ ။ညကောင်းလုံးနဲ့မင်းသားလေးကလည်းအရာဝတ္ထုတစ်ခုကိုပင်ရဲ့ခြေထောက်ပြစ်ထည့်ပြီးခြေရကြံအောင်မှတ်သားထားလိုက်ပါတယ်။ပင်ဟာဝမ်းချောင်းနဲ့တွေ့တော့မစ္စတာလျောင်ကလည်းစောင့်နေပြီးသူ့ရဲ့ပဒုံးလေးနဲ့တိုက်ခိုက်ပြီး၎င်းအုပ်ကိုလွတ်ယူသွားပါတယ်။ကံကောင်းလာကပင်ရဲ့ပါဇက်ထဲကိုဝမ်းချောင်းကအစိုက်ဖြစ်စေတိုက်သွားခဲ့ပါတယ်။၎င်းကြီးကဝင်းပေါက်မှာစောင့်နေချိန်ပင်လဲသတိရလာချိန်စစ်သားတွေလည်းရောက်လာပါတယ်။တစ်ဖက်မှာမစ္စတာလျောင်ကတော့မတင်မျိုးဖြစ်ပြောင်းလဲဖို့၎င်းအုပ်ကိုအသုံးချနေပါပြီ။ဝမ်ချောင်ကသူ့လက်လွတ်လပ်ပြီးလာမင်းနေလို့မစ္စတာလျောင်ကသူ့ရဲ့ပဒုံးတွေနဲ့တိုက်ခိုက်ပြီးတက်လိုက်ပါတယ်။ ပင်နဲ့စစ်သားတွေကတော့မစ္စတာတောင်ရဲ့နေရာကိုရောက်လာပြီးပင်ကငကားကြီးကိုခေါ်ဖို့ဟွားဟွားကိုလွတ်လိုက်ပါတယ်။ပင်နဲ့စစ်သားကတောင်ရဲ့နေရာကိုရောက်ပြီးပဒုံးတွေတိုက်ခိုက်တော့ပင်ရဲ့ခြေစွမ်းအားနဲ့တိုက်ခိုက်နိုင်ယူလိုက်နိုင်ပါတယ်။မူးမင်းနေတဲ့ဝမ်ချောင်းကအစိတ်ဖြေသေးရှိနေတော့ကံကောင်းထောက်မစွာနဲ့အတက်ပေးကလွတ်ခဲ့ပါတယ်။ငကားကြီးကဟွားဟွားကိုဗာဖြစ်ခဲ့တာလဲမေးတော့ပင်ရဲ့နေရာဖြစ်နေကြောင်းဟွားဟွားကရှင်ဟန်လက်ဟန်နဲ့ပြောပြပါတယ်။ဒါကြောင့်ငကားကြီးကဝင်ပေါက်ကိုဖျက်ဆီးလိုက်ပါတယ်။ စစ်သူကြီးကတော့ပင်နဲ့ဝမ်ချောင်ကိုအဝေးကိုလွှင့်ပစ်လိုက်ပြီး၎င်းအုပ်ကိုယူဖို့လုပ်တော့ဝမ်ချောင်ကအခန်းထဲဝင်မရကြအောင်လှမ်းသားပါတယ်။စစ်သူကြီးကအခန်းထဲဝင်တော့စစ်သူကြီးရဲ့ခြေစွမ်းအားကို၎င်းအုပ်ကဆုပ်ယူပြီးအသက်ဆုံးရှုံးလုနေပါဖြစ်သွားပါတယ်။၎င်းအုပ်ကိုဝင်ယူမရတော့ပင်ကအဝေးကနေခြေစွမ်းအားနဲ့ဆွဲယူဖို့လုပ်ပါတယ်။ဝမ်ချောင်ကသူ့လုံမယ်ဆိုပြီး၎င်းအုပ်ကိုခြေစွမ်းအားနဲ့ဆွဲယူရလိုက်ပေမဲ့ခြေစွမ်းအားအကုန်လုံးဆုံးရှုံးလိုက်ရပြီးဝမ်ချောင်ဟာအသက်ဆုံးရှုံးသွားပါတယ်။ခြေစွမ်းအားရဲ့ရမ်းများတော့ဝိညာဉ်ဟောင်းတွေလည်းနှူးထလာပါပြီ။ ၎င်းကိုပင်ကပြန်ရသွားတော့စွမ်းအားရင်စုပ်ယူနေတဲ့မစ္စတာလျောင်ကလည်းနှုတ်ထလာပါတယ်။ဒါမဲ့သူ့ရဲ့ပြောင်းလဲမှုကအဆုံးမရောက်သေးပဲတဝက်တစ်ပြက်တာဖြစ်နေပါတယ်။မစ္စတာလျောင်ကကြက်လုံးနဲ့ပြစ်လို့တော့ပင်ကသူ့ရဲ့ခြေစွမ်းအားနဲ့ပြန်နိုင်ခဲ့ပါတယ်။၎င်းကိုစစ်သူကြီးကကာဝယ်ခိုင်းပြီးပင်ကမစ္စတာလျောင်နဲ့တိုက်ခိုက်ပါတယ်။ပင်ရဲ့ခြေစွမ်းအားကကောင်းလို့မစ္စတာလျောင်ကမနိုင်ပေမဲ့မပြည့်စုံလေးတဲ့သူ့ရဲ့ခန္ဓာကိုယ်ကပင်သုံးသမျှခြေစွမ်းအားကိုစုပ်ယူပြီးကြီးထွားလာပါတယ်။မစ္စတာလျောင်က၎င်းကိုယူပြီးပြေးသွားတဲ့စစ်သူကြီးနောက်ကိုလိုက်ပေမဲ့ပင်ကလိုက်သားပါတယ်။ မစ္စတာလျောင်ကပင်ကိုတက်မဲ့အလုံးမှာငကားကြီးကဝင်ရောက်တိုက်ခိုက်ရင်မစ္စတာလျောင်နဲ့လုံးခွေတက်ပုံနေကြပါတယ်ငကားကြီးကအရင်နေနေပြီးပင်ကိုထွက်ပြေးခိုင်းပါတယ်စစ်သူကြီးကလည်းဝိညာဉ်ဟောင်းတွေနဲ့တိုက်ခိုက်ရင်အများနဲ့တရားမှုဘာမှမဖြစ်နေပါတယ်ငကားကြီးနဲ့မစ္စတာလျောင်ကတော့လုံးခွေတက်ပုံရင်တွင်းတက်ကြီးတဲ့ကြသွားပေမဲ့ငကားကြီးကတော့ပြန်တက်လာနိုင်ခဲ့ပါတယ်ပင်နဲ့ငကားကြီးပြန်မဲ့လို့တော့မစ္စတာလျောင်ကတွင်းထဲကပြန်တက်လာပြီးခန္ဓာကိုယ်ကလည်းအဆမတန်ကြီးထွားလာပါတယ်တစ်ဖက်မှာစစ်သူကြီးကတော့သူ့ရဲ့တပ်သားတွေရောက်လာပြီးဝိညာဉ်ဟောင်းတွေနဲ့တိုက်ပွဲဖြစ်နေပါတယ် ။နဂါကြီးကတော့သူ့နဲ့ကတက်လာတဲ့မစ္စတာလျောင်ကို သွားတိုက်ပေးမယ်။နဂါကြီးပဲခံလိုက်ရပါတယ်။နောက်ဆုံးပင်ကနဂါကြီးပေါ်တက်ပြီးခြေအားလုံးကိုမစ္စတာလျောင်တီကိုထုတ်လွှတ်ဖို့အကြံပေးပါတယ်။ပင်နဲ့နဂါကြီးကရှိသမျှခြေကိုမစ္စတာလျောင်တီကိုလွှတ်တော့မစ္စတာလျောင်ကခြေကိုဆုပ်ယူပြီးအစမတန်ကြီးထွားသွားပါတယ်။စမတန်ကြီးမသွားတဲ့မစ္စတာတယောင်ရဲ့ခန္ဓာကိုယ်ဟာများလုံးနဲ့ခြေစွမ်းအားကိုမခံနိုင်ပေပောက်ွက်သွားတော့ဝိညာဉ်ဟောင်းတွေပါပျက်စီးသွားပါတယ် စစ်သူကြီးကတော့နဂါးဟုကိုပင်စီကိုပေးအပ်လိုက်ပြီးပင်နဲ့နဂါးကြီးကတော့နဂါးဟုကောင်ပေါက်ဖို့အတွက်လိုအပ်နေတဲ့ရေကန်စီကိုသွားခဲ့ကြပါတယ်။ရေကန်စီကိုရောက်လိုက်ပြီးမှနဂါးကြီးကဒဏ်ရာပြည့်ထန်ရခဲ့လိုက်ပါတယ်။ခွားခွားကလည်းချီဆွမ်းရတဲ့ကြောင့်မူဘီထိုးအန်နေလို့ကိုပြင်မှာပဲထားခဲ့လိုက်ပါတယ်။ပင်ကနဂါးဟုကိုရေကန်ထဲစိန်လိုက်ပြီးမကြခင်မှာပဲရွှေအောင်လေးလက်ပြီးနဂါးပေါက်လေးခိုင်းဟာအောင်မြင်စွာမေးဖွားလာခဲ့ပါတယ်။ ပင်တဲ့ခိုင်းကငကားကြီးတန်စီနာရောက်တော့တန်စီကသူ့ရဲ့နောက်ဆုံးအချိန်ဖြစ်ကြောင်းခိုင်းကိုတောက်လျှောက်ပေးရန်အတွက်ပင်ကိုတောင်းပန်နေပါတယ်။ဘဝရဲ့ရေကလည်းဒဏ်ရာတွေကိုကုသနိုင်ပေမဲ့တမုတ်တွေကတစ်ဖက်မှာရှိတာမို့သွားဖို့မမီကြောင်းတန်စီကရှင်းပြပါတယ်။ပင်ကတော့လက်မခံပဲငကားကြီးကိုတမုတ်တွေကတစ်ဖက်ကိုပို့ဖို့သူမရဲ့ခြေစွမ်းအားနဲ့လေဟုံပေါ်ကိုမတင်လိုက်ပြီးလေဟုံကတန်စီကိုတမုတ်တွေကတစ်ဖက်ကိုခေါ်ဆောင်သွားပါတယ်။ပင်လည်းခြေစွမ်းအားသုံးနာများပြီးမိလေသွားပါတယ်။ တတိယလာတော့ပင်ကဟောဝါနဲ့အတူငကားပေါက်လေးခိုင်းကိုခေါ်ဆောင်ပြီးသူမရဲ့ဖွာလောင်မှာရှိတဲ့မွေးရမြေကိုပြန်လာရင်ဇလန်းလေးဟာပြီးဆုံးသွားပါတော့ရဲ့ရှင်။